ဆင်းရဲမိသားစုလေးရဲ့စိတ်လိမ်မာလေးကြည့်ရှုသူအားလုံးပဲမင်္ဂလာပါရှင်ပုံပြင်ကတော့ channel လေးကနေပြန်လေးကြိုဆိုလိုက်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းနေစလန်လေးတွေကိုနားထောင် channel ဆိုရင်တော့ဒီ channel လေးကို like and subscribe လေးနဲ့အားပေးကြပါဦးနော်ကိုချစ်တဲ့မိတ်ဆွေတငယ်ချင်းတွေစီကိုလည်း share ပေးပါအောင်ရှင်အခုပြောပြမယ့်စလန်လေးကအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါဆိုရင်တော့စလန်လေးကိုဆက်လိုက်ကြရအောင်နော်ရမေနိုတမီတာဆူလုံး ဤတပွေတော်ကိုစိတ်အားထက်ထက်တန်တန်နဲ့စောင့်စားနေကြပါရယ်။ကောင်းတဲ့ကောင်းချောက်တုံမေးလေးသမားရာမန်နဲ့သူ့မိသားစုဝင်တွေဟာဤချင်းနဲ့မတိုင်ခင်မှာအလားရှင်မြက်ကသူတို့ရဲ့စွတောင်းတွေကိုတကယ်ဖြစ်ပေးလိမ့်မယ်လို့ယုံကြည်နေခဲ့ကြတာပါ။ရမေးမိသားစုဝင်တွေကတော့စနေဖြစ်သူစပီဟာမိငယ်ဖြစ်သူရစပင်နဲ့တာဖြစ်သူရာဟီတို့ပဲဖြစ်ပါတယ်။ရမန်က နေစားလို့သမားတယောက်ပါ။ တနေ့လောက်အခါတနေ့စားရတာကသူတို့မိသားစုလေးရဲ့ကံကြမ္မာပါရမင်းတို့မိသားစုအတွက်တနေ့မှာနနဲ့စားရဖို့ဆိုတာကတော့အိမ်မက်တစ်ခုလိုပါပဲစပီဟာရေငါလိုသွားရမေးဒါလေးယူသွားအောင်ရာရီရဖေးဒီနေ့မှာရူတီနှစ်ချက်ပါတယ်ရှင်ပိုက်ဆက်လာရင်ထုတ်စားလိုက်နော်ဒီမေးစပီဟာဒီရူတီတွေကိုငါယူသွားတော့အမီနဲ့ရာဟီတို့တွေဘာသွားစားကြမလဲမေးဒီရူတီတွေကိုသူတို့ကိုပဲကျွေးလိုက်ပါ သူတို့အတွက်မပူဆန်းပါနဲ့ရှင်ကျမရဲ့ညီမရှံပနာစီကဆန်တွေပေးတွေမှားထားပါတယ်သူလေခဏနေရင်အဲရာတွေယူလာလိုက်မယ်အကြရင်ကျမဖေနဲ့ရာဟီရဲ့အတွက်ချက်ပြုတ်ပေးလိုက်မယ်ကောင်းပြီလေစပီယာအဲ့ဒါဆိုငါခုသွားတော့မယ်ရာမယ်လေရိုဒီရီကိုအိတ်သေးကိုထိလှဲကိုယူပြီးရနေအလောက်ရှာဖို့ထွက်သွားပါတော့တယ်ခဏကြာမှာတော့စပီဟာကြီးညီမဖြစ်သူရှပနယ်လေးအင်ကိုရောက်လာပါတယ်မင်္ဂလာပါစပီဟာ မင်္ဂလာပါညီမစပီယာနေရဖရဲ့အလုပ်ကဘလောက်တောင်အခြေအနေဆိုးနေလဲဆိုတာနင်လေကောင်းကောင်းသိပါတယ်အီတနေကနီးလာပေမဲ့အလုပ်ကအခုထိမရှိသေးဘူးငါတို့တွေအီတနေပွဲကိုဘလို့ကျင်းပရမလဲဆိုတာငါစိတ်ပူနေတယ်အိမ်မလေးစားစရာရိတ်ခါတွေက မရှိတော့ဘူးငါမှဆန်းနဲ့ပေးလေလက်တဆုပ်စားလောက်ပဲကျန်တော့တာအဲ့ဒါကိုငါနေအတွက်ယူလာတယ်ကျေးဇူးတင်ပါတယ်ညီမလေးရေတကယ်လို့နေသားမလားရေ အမေနဲ့ရာဟီတို့ကတော့ဒီနေ့ဘိုက်ဆာနေရတော့မှာရာဟီရဲ့အဖေအလုပ်သွားတယ်လေညနေဆိုရင်တော့သူတခုခုရလာမှာပါအဲ့လို့ဆိုရင်တော့မနေ့ပတ်စားဖို့တောက်ဖို့အတွက်တခုခုရသွားတာပေါ့ဟုတ်ပါပြီစပီဟာအဲ့ဒါဆိုငါသွားတော့မယ်ကိုကိုကိုလည်းဂရုစိုက်ပါရှပနယ်ထွက်သွားပြီးနောက်မှာတော့စပီဟာတယောက်ဆန်နဲ့ပေးနဲ့ရောပြီးဟစ်တမေချက်ပြီးတော့ရောက်ခမနဲ့သားကို ကျွေးလိုက်ပါတယ်တမီးစပီဟာ နေလေဒီဟာလေးနေနေစားလိုက်ပါဦးနေမနေကြရဘာမှမစားရသေးဘူးလေကျမဘိုင်းမစားလို့ပါမေကျမဘိုင်းအောင်နေလို့ပါဒီဟင်းစားလိုက်ရင်ဘိုင်းအောင်တာတက်တာသွားလောက်မှာပါနေနေလောက်စားလိုက်ပါတမီးရေမဟုတ်ဘူးမေတမီးစိတ်ထဲမအီမသားကြီးကိုဖြစ်နေရပါနင်းစင်ချင်းတွေကိုအမေသိပါတယ်အိုးလေးမှာဘာတမီးဟင်းမှမကျန်တော့ဘူးမလားဒီမှာအမေပကံတဲမှာကျန်သေးတာကိုယူစားလိုက် ယာစမင်လေးစပီဟာကိုသူ့ပုဂံထဲကထမင်းနဲ့ဟင်းတွေ ခွဲကျွေးလိုက်တယ်။ဒီနေ့နဲ့ပဲရကမနဲ့ချွေးမနဲ့အောင်စလုံးထမင်းနဲ့ဟင်းကိုတယောက်နေနေစီမျှစားကြပြီးတော့ဘိုက်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာရာမန်ကတော့အလောက်ရှာနေတုန်းမှပဲ။ဆရာကြီးအလောက်လေးတစ်ခုခုလောက်ရနိုင်မလားဗျာ။ပုံမဲ့ဆိုရင်တော့ကျွန်တော်ကကုန်တင်ကုန်ချလုပ်တာပါ။ဒီပေမဲ့ဆရာပါပဲခိုင်ခိုင် ကျွန်တော်လုပ်ပေးပါမယ်။မရဘူး။ အခုလောလောဆယ်ငါ့မှာဘာလုံးမပေးဆရာမရှိဘူးဆရာရဲ့ကျွန်တော်တကယ်ငွေလိုနေလို့ပါ အလုပ်တနေရာရလေးများရနိုင်မလားလို့ကြည့်ပေးပါဦးငါ့မှာဘာလုံးမပေးဆရာမရှိဘူးလို့ပြောထားပြီးပြီလေဒီကနေထွက်သွားလိုက်တော့ရာမန်တယောက်ဒီနေ့ကအလုပ်ရှာခဲ့ပေမဲ့လေဘာလုံးမမရခဲ့ပါညနေရောက်တော့ပင်ပန်းနွမ်းနေပြီးစိတ်ပြက်လက်ပြက်နေပြီးအင်ကိုပြန်လာခဲ့ပါတယ်အဲ့ဒီအချိန်လမ်းလေးကောင်တဲတဲမှာ မတက်အနန္နိုင်ရဲ့နိုင်ဖို့ကြိုးစားနေရတဲ့စိတ်ပေါက်ဆော်လေးတကောင်ကို သူတွေ့လိုက်ရပါတယ်။အဲ့ဒါနဲ့ရာမန်လေးအဲ့ဒီစိတ်ကလေးစီကိုရှောက်သွားတာပေါ့။သူချက်တော့မှတရားရထားတာပဲ။သူလမ်းတော်မှာရှောက်နိုင်မှာမဟုတ်ဘူး။သူဒီအတိုင်းသာဒီမှာဆက်ရှိနေရင်ကအကျိတ်ခင်ရလိမ့်မယ်။ငါသူ့အသက်ကိုကင်းမဖြစ်မယ်။အဲ့လိုနဲ့ရာမန်လေးအဲ့ဒီစိတ်ကလေးကိုအိမ်ခေါ်လာခဲ့ပါတယ်။ဖေဖေပြန်လာပြီပေါ့။ဒါအတွက်ဘာတွေပါလိမ့် ရာမန်လေးစိတ်ကလေးကိုရာဟီစီကိုပေးလိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ရာဟီကလည်းအယံပြော့သွားတာပေါ့။အဖေရတာအတွက်တငယ်ချင်းလေးစေမင်ကိုခေါ်လာပေးတာပဲ။ရာဟီတောင်အဲ့ဒီစိတ်ကလေးကိုစေမင်လို့နမိတ်ပေးလိုက်ပြီးချစ်ချစ်ခင်ခင်နဲ့ထွေးပွေထားလိုက်ပါတယ်။တားလေးရာဟီစေမင်လေးရဲ့ခြေထောက်မှာဒဏ်ရာရထားတယ်။အဖေတို့တွေအဲ့ခြေထောက်ကိုအရင်ကူပေးရမယ်။ဒါရာဟီရဲ့ခြေထောက်ကိုဆေးထည့်ပေးလိုက်ပါမယ်အဖေ။ ရိုင်လေအရင်ဆုံးစေမရဲ့ကျတော့ကိုရင်ထဲထေချဆေးပြီးတော့ဆေးထည့်ပြီးပတိစီပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ရိုင်တယောက်အယံပြင်ကိုပြေးထွက်သွားခဲ့ပါတယ်။တားလေးရာဟီဘေးကိုသွားမလို့လေ။ရိုင်တယောက်မိခင်ဖြစ်သူရဲ့ခေါ်တဲ့ကိုဂယုမဆိုင်ပဲလမ်းမကိုဆက်သွားပြီးပုံဝချင်းကိုထေချအကဲခတ်နေပါတယ်။ပြီးတာနဲ့လမ်းပေးမှာရှိတဲ့တပည့်တွေကနေကြွေကြနေတဲ့အရွက်တွေနဲ့မျက်ချောက်တွေကိုကောက်လိုက်ပြီး စေမဲရှိမှချပစ်လိုက်ပါတယ်။စေမဲလေးဘိုင်ဝါရဲအထိ အငငယ်မရစားတော့တာပေါ့။အခုသူစားနေတာကိုမြင်ရတော့တားပိုက်လည်းပြည့်သွားပြီ။အဲ့လိုနဲ့ရာဟီလေးစေမံကိုဖက်လိုက်ရတာနဲ့အိပ်ပျော်သွားတော့တယ်။ငါတောင်းမှမာရဲစပီဟာရဲ့ငါမင်းတို့ကိုတနေ့နဲ့နဲ့မန်အောင်တော့မကျွေးနိုင်ဘူး။ဒါကရှင့်အမှမဟုတ်ပါဘူး။အလားရှင်မြတ်အလိုရှိရင်တော့ကျမတို့လေတနေ့နဲ့နဲ့စားရမယ်အိမ်ရှိလာမယ် ပတ်စံရှိလာမယ်။အချိန်ကောင်းကိုဆောင်ရင်းနဲ့အလအရှင်မြတ်ကိုသာယုံကြည်ထားပါ။အစအစအရာရာအဆင်ပြေသွားလိမ့်မယ်။ငါသာရမန်ဘာမှစိတ်တယ်မကြနဲ့။ဒီနေ့နဲ့ကြရင်အမေတို့ကံကြမ္မာတွေတေချာပေါက်ကိုမှပြောင်းလဲသွားလိမ့်မယ်။ပေဒီဆုနဲ့ပြည့်ရပါစေအမေ။ပြည့်ပါစေပြည့်ပါစေ။ရိုင်းနဲ့စေမန်တို့ကတော့နေတိုင်းလိုလိုအတူတူအဆုံးမပြတ်ကြပါဘူး။ စီမံကလည်းလမ်းဘေးမှာကြာနေတဲ့မြက်တွေအရွက်တွေအသေးခွန်တွေကိုဆိုင်းနေဘိုက်ဖြစ်လေးရှိပါတယ်။ရာမန်အလောက်ကိုင်တေးတေးမောမောလေးတွေရလာတဲ့အခါတိုင်းတော့သူ့မိသားစုကိုသူနတ်မန်အောင်ကျွေးနိုင်ပါတယ်။အလွန်နဲ့ပဲတဖြည်းဖြည်းအချိန်တွေကုန်လာခဲ့ပါတယ်။စီမံလေးအခုဆိုအရွှေကောင်းလာပြီးတော့တော်တော်လေးတန်မာနေပါပြီ။ဤတပွဲတော်ရောက်ဖို့တရပေးလို့ပါတော့တယ်။ရာမန်အလောက်ရှာမရတော့ရက်တော်ကြာခဲ့ပါပြီ။ အခုမနေ့ကကစားပြီးဒါအလုရှာရမယ်။အဖေမီတို့တွေကိုကောင်းကောင်းမကျွေးနိုင်မဝေးနိုင်ဘူးဆိုတာသိပါတယ်။ဒါပေမဲ့ဒါကအခုမှငင်းငီးလေးရှိသေးတယ်။ဒါရာဟီမင်းဘာလုပ်လို့မလဲ။အဖေဒါဘာမှမစားရလဲအငဲ့ခံနိုင်ပေမဲ့စင်မြန်ပိုင်းစာနေရာကိုတော့ဒါမကြည့်ရဘူး။မြက်တွေအရွက်တွေလောက်နဲ့စင်မြန်ပိုင်းမဖြစ်ဘူး။အဲ့ဒါကြောင့်ဒါစူးစမ်းပန်စာလုပ်လို့ပြီးပတ်ဆက်ရှာမယ်။ ရလာရင်စေမံကိုဝဝလည်လည်ကျွေးမယ်။ရှင်ဒီဒုက္ခအုပ်ကိုဘာလို့အပြင်မှာမထားခဲ့တာလဲ။ကျမတို့မှာဆံဝေဖို့ပတ်စံတော်မရှိတာ။သူ့အတွက်စားစရာကိုဘေးကရမှာလဲ။စပီယာလေးစေမံကိုအရင်ပြင်ကိုမောင်းထုတ်တော့တယ်။အဲ့ဒီအချိန်မှာပဲရာဟီတယောက်စေမံကိုဖတ်ပြီးငိုတော့တာပေါ့။အမေရဲ့စင်မလေးကိုမမထုတ်ပါနဲ့စင်မလေးကတာရေးဖို့ပါ သူမရှိရင်တာမနစ်နိုင်ဘူးအမေရဲ့ထားလိုက်ပါတော့စပီအောင် ရိုင်ကစင်မအတွက်အလုပ်လုပ်ချင်နေဆိုတော့လေသူ့ကိုလှုပ်ခွင့်ပေးလိုက်ပါရိုင်နဲ့စင်မရဲ့ကြာကတန်ရုံးစင်ကိုမင်းမမမြင်ဘူးတာတတော်နှစ်ယောက်ကတယောက်ကိုတယောက်အသက်နဲ့ရှင်ပြီးတော့ချစ်ကြတာပြီးတော့သမီးစစ်ပြီးဟာရဲ့မနေ့ဖန်ကစပြီးတော့ရမ်မတန်လာစတော့မှလीအမေတို့ဇာဘောအတွက်ဘာမှစိတ်ပူစရာမလိုတော့တနေ့စာအတွက်ပဲစဉ်းစားရတော့မှအဲ့ဒါကိုလည်းတနေ့နေ့နဲ့အစီအပြေအောင်စီစဉ်နိုင်မှာပါ စပီယာကရာမေးရဲ့စကားကိုနားထောင်ပြီးစေမန်ကိုလှုပ်ပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ရမဒန်လမြတ်စတင်ခဲ့ပါပြီ။တမီတဆုလုံးဥပုပ်ဆောင်ဝင်ခဲ့ပါတယ်။ဒီပေမဲ့လည်းရာဟီကတော့ဖခင်ဖြစ်သူနဲ့အတူတူအလौရှာဖို့အပြင်းထွက်လာခဲ့ပါတယ်။နှစ်ယောက်စလုံးဒီနေ့ကအလौရှာခဲ့ကြပြီမိ။ဘာလို့တခုမှမရခဲ့ကြပါဘူး။ဒီနေ့ကောင်ဘိုက်စားပြီးတော့ရေငက်နေတဲ့ရာဟီလေ။ကို့အဖြစ်ကိုမမှုအားပဲ။ လူတွေစီကနေအလုတ်ကိုလိုက်တောင်းနေခဲ့ပါတယ်။အဖေအခုတားအလုတ်သွားတောင်းမယ်။တားအလုတ်တစ်ခုခုရမှာတော့တေးကြတယ်။အလုတ်ရတာနဲ့တားတို့တားဖာနေအောင်အတူတူလုပ်ကြမယ်။ဟုတ်ပါပြီရာဘီ။ရိုင်လေတတိယစီကိုသွားပြီးတော့အလုတ်တောင်းပါတယ်။ဆရာကျွန်တော်အလုတ်တစ်ခုလောက်ပေးပါလားဗျာ။ဆရာပြောတဲ့အလုတ်မှန်တယ်များကျွန်တော်လုံးနိုင်ပါတယ်။ထွက်သွားစမ်း။ငါမှဘာအလုတ်မှပေးစရာမရှိဘူးဆင်းရဲသားလေး။ ခြေဆုပ်ပြုတ်ပြီးတော့အလုပ်ပေးပါဗျာ။ရိုက်တရငိုတန်ပါလေးနဲ့လေးပြောင်းတတိချက်တော့ကိုဖက်လေးဖက်ပြီးတော့တောင်းပန်ပါတော့တယ်။ကလေးတရတတတော်အလုပ်တောင်းနေတာကိုမြင်တော့တတိရဲ့စိတ်ကလေးပျော်ပြောင်းသွားပါတယ်။ကောင်းပြီလေဒီရောလား။ဟုတ်ကဲ့ဆရာ။မင်းဘာလို့တွေကိုလုံနိုင်လဲ။ဆရာခိုင်းတာမှတည်းများလုံနိုင်ပါတယ်။ကောင်းပြီ။ဒီပစ္စည်းတွေကိုငါ့ရင်ကိုပို့ပေး။ဒီမမေတခုတော့မှတ်ထား။ဘာပစ္စည်းတခုမှကြာမကွေးစင်နဲ့။ တခုခုကြာခွဲသွားလို့ကတော့မင်းအဲ့ဒီအတွက်ပြန်ရော်ရမယ်။အဲ့ဒါဆိုကျွန်တော်ဆရာပစ္စည်းတွေအကုန်လုံးကို အကောင့်တိုင်းအိမ်ရောက်ကိုပို့ပေးနိုင်ရော။မင်းကိုစူးချပြီးတော့အလုပ်ခက်မှာပေါ့ကွာ။ဟုတ်ကဲ့ပါဆရာ။ရိုင်လေသူ့အဖေကိုလမ်းခေါ်ပြီးလှေးဘော့ကိုပစ္စည်းတွေစတင်ပါတော့တယ်။ဒီပစ္စည်းတွေအကုန်လုံးကအိမ်လောက်ဆင်ဖို့တောင်းတဲ့ဖန်နေပစ္စည်းတွေပဲ။တော်ရဲ့တတိကြီးရတာဖန်နေပစ္စည်းတွေ အရောင်းအဝယ်လုံးနေတဲ့ပုံပဲတာတုတ်စီမှာအလုတောင်းခဲ့တာမှန်ပေမဲ့တကယ်လို့တခုခုကွေးသွားခဲ့ရင်အဖေတို့တွေရော်ရမှာနော်အဲ့လိုမျိုးဘာမှဖြစ်မှာမဟုတ်ဘူးဖေအလားရှင်မြတ်ကတာတို့ဘက်မှာရှိနေပြီသားသူ့သားတို့ကိုကူညီလိုက်မယ်တာတို့လည်းတတိယပြည်စည်းရဲအကောင်လုံးကိုဘာတခုမှမထိမချဘဲနဲ့သူ့အိမ်ရောက်ပူပေးမယ်ဟုတ်ပါပြီဒါဆိုလာတော့အဖေတို့ပြည်စည်းရဲလည်းတင်ပြီးပြီအခုတတိယပြည်ရဲ့လိမ့်စာစီသွားဖို့ကြရအောင် ရာမဲလေတုံးပင်းကုတ်တင်လေးကိုစနေပြီးတော့ရာဟီလေဘေးကနေလမ်းလျှောက်လာခဲ့ပါတယ်။အချိန်တော်ကြာသွားပြီမေနှစ်ယောက်စလုံးတထေပေးလေးလိုက်စာစီကိုမရောက်နိုင်ကြသေးပါဘူး။မစားမတော့ပဲဥပုပ်ဆောင်ထားရတဲ့အချိန်ကြောင့်ရာမဲတယောက်တုံးပင်းလေးကိုစမနေနိုင်တော့ပါဘူး။တထေရဲ့အိမ်ကတော်တော်ဝေးတဲ့ပုံပဲ။အဖေစမနေနိုင်တော့ရာဟီအဲ့ဒါဆိုအဖေလေးပေါ်မှာထိုင်နေလိုက်လေးကိုသားဆန်နေမေ။ ဒါပေမဲ့ရာဟီလှေပေါ်မှာကပစ္စည်းတွေကအများကြီးပဲလေတားပဲနေနိုင်မလဲတားလေဥပုသ်ဆောင်ထားရတာပဲတားလေးကိုဆက်နေနိုင်ပါရဲ့ဖေရဲ့ဘာမှစိတ်မပူစမ်းပါနဲ့အဖေရလေးပေါ်မှာအတားလေးထိုင်နေအောင်ပဲရာမန်ကလေလှေပေါ်မှာထိုင်လိုက်ပြီးတော့ရာဟီကလေလှေကိုစတင်နေပါတော့တယ်ရာဟီရဲ့အနေနဲ့ဒါကသူ့ရဲ့ပထမဦးဆောင်အချိန်ကုန်တင်လေးကိုနင်းဖူးခြင်းဖြစ်ပါတယ်အဲ့လိုနဲ့ပဲရာဟီတယောက် လေးကောကောင်းကောင်းမထိန်နိုင်တော့ပေပိန်တပိန်လေးမြောင်းလေးကိုကြပေညက်သွားပါလျော်တောင်းမနဲ့ရောက်စလုံးဘင်းကောမြောင်းသေးကနေပြန်ထုတ်ဖို့အသေးအံစ조사ကြပေမဲ့လေမထုတ်နိုင်ခဲ့ကြပါဘူးအဲ့လိုရုံးကဲ့နေရတဲ့အချိန်မှာပဲရမဲစီကသတင်းစီကဖုန်းရင်းစက်တိုင်ဝင်လာခဲ့ပါတယ်။ဟေးအခုတိပစ္စည်းတွေမရောက်သေးဘူးလားဘလို့တောင်ကြာသွားပြီလေ။ဟုတ်ကဲ့ဆရာရောက်ခါနီးပါပြီ။တားရင်ငါတတဲကိုလိန်ပြောလိုက်ပေမဲ့ ဒီစည်းရိမ်ကိုသူ့အိမ်စီကိုဘယ်လိုပို့ပေးရမလဲအခုနေဆင်မဲ့တာဒီမှာရှိနေရင်သားတို့လေးကိုမြောင်းထဲကထုတ်ပေးနိုင်မှာပဲရိုင်လေးဆင်မဲ့ကိုချက်ချင်းအော်ခေါ်ပါလျောဆင်မန်းဆင်မန်းတာမိမတွေလုံနေရလေဆင်မန်ကအိမ်ပါလေသူ့သားတန်ကိုဘယ်လိုလုပ်ကြမှာလဲဆင်မဲ့တေချာပေါက်ရောက်လာလိမ့်မယ်ဖေရိုင်ရဲ့စကားဆုံးတာနဲ့ဆင်မဲ့ပြေးလာတာကို သားဘာနဲ့အောင်စလုံးမြင်လိုက်ရပါတယ်အဲ့တော့ဆင်မဲ့ပြေးလေဖေ စေမဲသေးချပေါက်လာမှာပါလို့တားပြောခဲ့တာပဲခဏလေးအတွင်းမှာပဲစေမဲဟာရာဟိအနာရရာကနေသူ့ရဲ့ဥကြိုကိုတုံးပြီးတော့ညနေနေဘင်းကိုမြောင်းသေးကနေဆွဲထုတ်ပြီးလဲကောအနောက်ကနေစာတွန်ပေးပါတော့တယ်အဲဒါကြောင့်မေးတောက်ဖက်နှစ်ယောက်စလုံးလေးတတိယပစ္စည်းတွေကိုအထီးခိုင်းမရှိပဲအိမ်ရောက်ပို့နိုင်ခဲ့ပါတယ်အလုံးနေဒါကိုသဘောချသွားတဲ့တတိယလေးရာဟိကိုကတိရတိုင်းရူပီး2000ဆူချလိုက်တာပေါ့ ဒီမှာငါရေကလေးအတိုင်းမင်းရဲ့စုဝင်ပြီးတော့မနှက်ဖန်အားစပြီးငါဆိုင်ကိုလာခဲ့ကြတော့ငါလေငါပစ္စည်းတွေကိုဖောက်တယ်ရေစီနေ့တိုင်းပို့ပေးနိုင်မယ်အလုသမားနှစ်ယောက်လိုနေတာဟုတ်ကဲ့ပါဆရာကျွန်တော်တို့ဆက်ဆက်လာခဲ့ပါမယ်ဒီလိုနဲ့ပဲဆင်မရဲ့ကွန်ကြီးကြောင့်ရိုင်းနဲ့ရာမန်တို့သားဖားနှစ်ယောက်စလုံးအလုရသွားခဲ့ပါတယ်အဲ့ဒါကြောင့်ပဲရမဒန်ကာလရဲ့ဝါဖျက်ချင်းအတွက်နဲ့ဆင်မရဲ့အတွက်အစာကောင်အတော့ကောင်တွေစီစဉ်နိုင်ခဲ့ပါတယ် တက်လာလုံးလုံးအလုံးလုံးပြီးတဲ့နောက်မှာတော့တထေကသားဖားနဲ့အောင်ဇလုံးကိုလာစာထုတ်ပေးခဲ့ပါတယ်။အဲ့ဒီငွေနဲ့ပဲရာမန်တို့မိသားစုလေးလေးဤတပွဲတော်ကိုပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနိုင်ခဲ့ကြတာပေါ့ရှင်။ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်။အခုဇလံလေးကိုခြိုင်နေတတ်တယ်ဆိုရင်တော့လိုက်လေးပေးသွားပါအောင်နော်။နောက်ထပ်နောက်ထပ်စိတ်ဝင်စားစရာပုံပြင်နေဖြစ်အမှန်ဇလံလေးတွေကို တင်ဆက်ပေးသွားအောင်မလို့ချရီပြည့်တဲ့ကြီးတို့က channel လေးကို subscribe လေးလုပ်သွားပါအောင်နော်ဗီဒီယိုလေးကိုစုံနေကြည့်ရှုပေးကြရင်ခြေရည်ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်သူစံနေစိတ်ဖြူလေးကြည့်ရှုသူအားလုံးပဲမင်္ဂလာပါရှင်ပုံပြင်ကတော့ channel လေးအားနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းနေဇလန်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ဒီ channel လေးကို like subscribe လေးနဲ့အားပေးကြပါအောင်နော်ကိုကြည့်တဲ့မိတ်ဆွေတငယ်ချင်းတွေစီကိုလည်း share ပေးပါအောင်ရှင် အခုပြောပြမယ့်ဇလန်လေးကအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါ रे ဒါဆိုရင်ဇလန်လေးကိုစားလိုက်ကြရအောင်နော်နောက်ထပ်ရူဒီတစ်ချက်ထည့်ယူအောင်မလားတော်ပြီစမီနော်ငါဘိုက်သိမ့်မစားအောင်ဘာလို့လဲဘာဖြစ်လို့လဲနေရောကောင်းရင်လားကောင်းပါ रे ဘာဖြစ်လို့နေမကောင်းဖြစ်ရမှာလဲကဲပါနားထောင်ဒီနေ့အိမ်ရပြန်နေနေနောက်ကြမယ်နော်ဘာလို့လဲရှင်ပြေသွားမလို့လဲအေးဟာမေတို့အိမ်မှာခလေးမွေးလို့တဲ့ အဲ့ဒါသူတို့ငါ့ကိုဖိတ်ထားတယ်။အဲ့ဒီတော့ပြောပြတာနဲ့ဝမ်းနေနေတဲ့အာမက်လေးသူတူရင်ကိုယူပြီးထွက်လာခဲ့ပါတော့တယ်။စမီနာလေးအာမက်ရဲ့စကားကိုကြားပြီးတဲ့နောက်မှာတော့ဝမ်းနေသွားပါတယ်။တကယ်တော့အာမက်နဲ့စမီနာတို့လင်မယားနှစ်ယောက်ရဲ့ဘဝမှာ အကြီးမားဆုံးဝမ်းနေစရာကတော့တာသမီမရှိတာပါပဲ။အဲ့နောက်တဲ့ဆင်းနေကြပြီးတာတော့မှစမီနာတယောက်တာသမီမရနိုင်ပဲအဲ့ဒီဝမ်းနေမှုကပဲ တို့နှစ်ယောက်စလုံးကို တိုက်စားနေခဲ့တယ်လို့ဖြစ်နေခဲ့တာပါအလောက်ရှင်းမြတ်ရေကျမတို့ဘာမှထက်မလို့ခြင်းမောင်းစီးစိမ်ချမ်းသာလည်းမဟုတ်တယ်လို့ကြော်ကြမှုလည်းမဟုတ်ရပါဘူးတာသမီတယောက်လောက်ထွန်ကားအောင်သာဖြစ်စည်းပေးတော်မူပါဆီမီနာလေးလက်နှစ်ဖက်ကိုစတန်တန်းပြီးစူတောင်းခဲ့ပါတယ်တစ်ဖက်မှာလည်းအာမတ်တယောက်သူ့လေခွက်စီကိုဆက်သွားနေခဲ့ပါတယ်သူ့ရဲ့လေခွက်စီကိုသွားတဲ့လမ်းကတောတစ်ခုကိုဖြတ်သွားရပြီး တခြားတစ်ပတ်မှာတော့တောင်ကြီးတောင်ရှိနေပါတယ်။ပြောချင်တာကတော့ဒီလန်ကအရန်အန်ဒီရဲ့များပါတယ်။ဒီပေမဲ့အာမဲကတော့နေတိုင်းသွားလာနေကြမလို့စိတ်အေးလက်အေးပဲဆိတ်ရှောက်နေကြတာပါ။အဲ့ဒီအချိန်မှာအာမဲလေးရုတ်တရက်ဆိုသလိုတောက်အုပ်ထဲကနေစိတ်အော်တန်းကို ကြားလိုက်ရပါတယ်။အာမဲလေးတတိမွေးရင်နဲ့သူ့တရင်ကိုတင်းတင်းကြပ်ကြပ်ကိုင်းပြီးတော့တောက်အုပ်ထဲကို ရောက်လာပါတော့တယ်။ခဏကြာမှာတော့တင်းနေတဲ့စိတ်တကောင်နဲ့ ူရှင်မှာကြောက်စရာကောင်းနေချင်းတက်တကောင်ရက်နေတာကိုမြင်လိုက်ရပါတယ်။ဖယောက်ဖယောက်တော်တော်ကြီးတဲ့ချင်းတက်ကြီးငါ့ရဲ့တရားမေကန်ကဒီနေ့မှာ တေချာပေါက်တက်မဲ့ထားပြီးသားနဲ့တူတယ်။အလားရှင်မြန်ကျေးဇူးပြုပြီးကေတင်တော်မူပါဦး။တကနာအတွင်မှာပဲချင်းတက်ကအာမတ်ကိုခုံအောင်လိုက်ပါတယ်။ဒီပေမဲ့အာမတ်ကလည်းအဲ့ဒီချင်းတက်ရဲ့ပါဇက်ကိုသူ့တရင်နဲ့ချက်ချင်းရိုက်ချလိုက်ပါတယ်။ အရိုက်ခံလိုက်ရတဲ့ချင်းတွေကလည်းအဝေးကိုလွင်သွားပြီရေတည်ကြတဲ့ကြောင်တကောင်လို ပြေးထွက်သွားပါတယ်အဲ့ဒီတော့မှတော့အာမတ်လေးလင်းနေတဲ့စိတ်ကိုသွားကြည့်ပါတယ်ဒီပေမဲ့ချင်းတွေလက်ချက်ကြောင့်အသက်မရှိတော့ပါဘူးအာမတ်လေးစိတ်ပြက်လက်ပြက်နေအဲ့ဒီနေရာကနေပြန်ဖို့ပြင်နေတော့မှပဲစိတ်ပေါက်လေးတကောင်ရဲ့အော်တန်ကို ကြားလိုက်ရပါတယ်အတန်ကတော့အတော်လေးအားနေနေပြီးကြောက်လန့်နေတဲ့ပုံပါအခုကြည့်ရတာဟိုချင်းတွေက ဆိုင်အမေကြီးကိုတက်လိုက်ပင်မဲသူ့တားပေါက်လေးကိုတော့မမြင်လိုက်ဘူးထင်နေဘလောက်တောင်ချစ်စရာကောင်းလိုက်လေဖယားဖယားငါဒီကလေးကိုမိမမေဘွားကြီးနဲ့မထားခင်နိုင်ပါဘူးဟုတ်ပြီ သူ့ကိုငါနဲ့တူတူခေါ်သွားမယ်အာမတ်လေအဲ့ဒီစိတ်ကလေးကိုသူ့လေးခွက်စီကိုခေါ်သွားခဲ့ပါတယ်အာမတ်တယောက်အဲ့ဒီစိတ်ကလေးကိုအရွက်တွေတပုံတပင်ကြီးကျွေးတဲ့အပြင် စမီနာသူ့အတွက်ထုတ်ပေးလိုက်တဲ့ရိုတီကိုပါကျွေးပြေးခဲ့ပါတယ် စိတ်ကလေးကလည်းပိုက်တအားစာနေတော့အရွက်တွေရောရိုဒီတွေရောချက်ချင်းကောက်အောင်စားပြစ်လိုက်တာပေါ့အမက်ကလည်းစိတ်ကလေးကိုကြည့်ပြီးပီတိပြုံပြုံနေခဲ့တယ်လေးကွက်ထိအလုတ်သိမ့်ပြီးလို့ညနေအရောက်မှတော့စိတ်ကလေးကိုခေါ်ပြီးအိမ်ပြန်လာခဲ့ပါတယ်နေပေါင်းဒီစိတ်ကိုဘီကနေရလာလဲငါကန်လို့ပဲပြောရတော့မှာပေါ့ငါချင်းတစ်တကောင်ကိုအနိုင်တိုက်ပြီးဒီစိတ်ကလေးကိုကေလာတာလीချင်းတစ်ကိုအနိုင်တိုက်ခဲ့တယ်လား ရှေဟာသာတော်ပြောတတ်တာပဲဟိုဟာမေမေရဲ့တို့စီသွားခဲ့သေးလားအိုးငါလုံးဝမေ့သွားတာပဲသူ့ကောင်ရင်ဆုံးတော်တွေကနေကြေးပြီးတော့လေထဲမှာအလုံးလုံးနေရင်ညနေဘလို့ရောက်သွားမှန်းတော့မသိလိုက်ပါဘူးကွာမနက်ဖန်တော့ဆက်ဆက်သွားလိုက်ပါမယ်ကေကေနောက်မှစကားပြောကြတာပေါ့အရှင်ဆုံးထမင်းပြင့်ပြီးတော့ဒီစိတ်လေကငါတို့ဒီတွေကိုအကုန်စားသွားတယ်ကောင်းပါဆရာရဲ့ ဒီလောက်သေးတဲ့အကောင်လေးဟာရှေ့ရိုဒီတွေကိုအကောင်စားသွားတယ်တဲ့လားဒီကောင်လေးရဲ့အပြစ်ကင်းတဲ့မျက်နှာကိုပဲမကြည့်နိုင်ဟာသူဟာရိုဒီတွေရောအရွက်တွေရောအများကြီးစားသွားတာဘလောက်တောင်မှအစားကြည့်လိုက်တဲ့စိတ်လေဒီမမေဘလို့ပဲဖြစ်ဖြစ်အရင်ချစ်ဖို့ကောင်းတာပဲအမနက်စမီနာတော့လေမယားနှစ်ယောက်ဇလုံးကလေးဒီစိတ်ကလေးကိုတွေ့တွေ့ချင်းပါတဲ့ပျော်ရွှင်ခဲ့ရပါတယ်ဒီလိုနဲ့နောက်တနေ့မှာတော့ယောက်ျားရင်ဒီကိုတစ်ချက်လောက်လာပါဦးမဖြစ်လို့လေ ရှင်မင်းရယူလာတာဒီဆေးလေးပဲမလားဖေဖေဒီကောင်လေးပဲလေဒီမမေတညရနေဘလို့လို့ဒီလောက်ကြီးလာရတာလေလေမယားနဲ့အောင်ဇလုံးလေးဒီဆိတ်ကလေးကိုကြည့်ရင်အံ့အားသင့်သွားကြတာပေါ့မင်းညာကတည်းသူတို့ရှင်ခွေသေးကိုထိပ်ပြီးထွေးပွေထားခဲ့တဲ့ဒီချစ်ဆရာဆိတ်ကလေးကနောက်တနေ့မှာတော့စိတ်ပျော်ကောင်း၍ဖြစ်သွားခဲ့ပြီလေအဲ့လိုပဲနောက်ထပ်ရပိုင်းလောက်ကြတော့အဲ့ဒီဆိတ်ကလေးကမျက်စိတမရဲ့တွင်မှာပဲ အရွေစားတက်တော်ကြီးတဲ့စိတ်ထီးကြီးတကောင်ဖြစ်သွားပြန်ပါလေရောအိမ်နီးချင်းတွေ အားလုံးကအာမက်တယောက်ဤတိနေကြရင် ပူဇော်ဖို့ဒီစိတ်ကိုဝေလာတာလို့ထင်ကြပါရဲ့ဒီပမီးဒီစိတ်ကလွန်ခဲ့တဲ့9ရက်လောက်ကစိတ်ပေါက်လေးတကောင်ဆိုတာကိုတော့သူတို့မသိကြပါဘူးဒီလိုနဲ့ဒီနေ့မှာတော့သူ့စိတ်လေးကိုကျုံးနေဆိုရင်လေခွေးစီကိုသွားနေတော့မှာပဲလမ်းမှာလူတယောက်နဲ့ဆုံခဲ့ပါရဲ့အဲ့ဒီလူကဘာပြောလဲဆိုတော့အမေရေ လှလိုက်တဲ့စီကြီးကဒီမမေဝေးလိုက်တာအရင်မစော်လုံးလားဤတနေ့ကအဝေးကြီးလိုသေးတာကိုအကူအပ်တူဒါကပူဇော်ဖို့မဟုတ်ဘူးဒါဆိုရင်မရသူ့ကိုဘာလုပ်မှလဲညီလေး तू ကကျွန်တော်အတွက်တော့တားတယောက်လိုပါပဲမင်းယူများယူတော့ပြီလားအမတ်စိတ်တကောင်ကဘလို့လုပ်ပြီးလူတယောက်ရဲ့သားဖြစ်နိုင်မှာလေအမဲကလည်းအပ်တူကိုဒေါသတကြီးကြည့်ပြီးထွက်လာခဲ့ပါတယ် ဒီလိုနဲ့လေခွက်စီကိုရောက်တဲ့အခါမှာတော့လေခွေးရဲ့လေမှာအရွေတတော်ကြီးတဲ့ကြောက်တုံးကြီးတုံးရှိနေတာကိုတွေ့လိုက်ပါလေရောအမတ်လေဒီကြောက်တုံးကအနီးနားမှာရှိတဲ့တောင်ပေါ်ကနေလိမ့်ချလာတာပဲ ဖြစ်ရမယ်လို့နားလေလိုက်ပါတယ်အဲ့ဒီကြောက်တုံးကြီးကိုဖေးပြေးဖို့အမတ်စူးစမ်းခဲ့ပေမဲ့အရာတော်မှမယွင်းခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲစိတ်ဖြူလေးကအဲ့ဒီကြောက်တုံးစီကိုပြေးသွားပါတယ်။ပြီးတာနဲ့သူ့နှစ်ဖူးနဲ့ကြောက်တုံးကိုတိုက်ပြီ အားကောင်းတောင်းပါတော့တယ်။အမတ်တယောက်ရွှေအောင်တော့မလုံနိုင်နဲ့အဲ့ဒီကြောက်တုံးကိုစိတ်ကလေးကတဖြည်းဖြည်းချင်းနဲ့လေကွက်တောင်းထီရအောင်တောင်းသွားခဲ့ပါတယ်။အမတ်ကလည်းဒီအဖြစ်ပြက်ကိုမြင်ပြီးထက်အံ့ဩရပြန်တာပေါ့။ပြီးတော့အဲ့ဒီနေ့ညနေမှာပဲစမီနာဒီဟိုလာဟိုဒီနေ့ဘာဖြစ်ခဲ့လဲသိလား။အခုကျမကိုမဟုတ်မဟက်ပောက်ကရဇလန်းတွင်နေမစနဲ့တော့ဒီနေရာငါ့အကြောင်းမဟုတ်ဘူးကွာ မိရဲ့သားလေးဟာအော်စရာတွေလှုပ်ပြသွားတာအမန်စမီနာကိုအကြောင်းဆုံးပြောပြလိုက်တဲ့အခါမှာတော့စမီနာလေးအံ့အားသင့်သွားပါလေရော သူလည်းချက်ချင်းဆွတ်တလို့စိတ်လေးကိုကြံတကာကျွေးပြီးဆူတောင်းလိုက်တယ်အလားအရှင်မြတ်ကျမသားလေးကိုဘေးအန္တရာယ်တွေမျက်စိမကျအောင်ကာကွယ်ပေးတော်မူပါဒီလိုနဲ့ပဲအချိန်တွေကုန်သွားပြီးတလားကြမှာတော့စိတ်ဖြူလေးဟာမြစ်တကောင်ရွှေအစားဖြစ်သွားခဲ့ပါတယ် ီရလုံးကလည်းစိတ်ကြည်ပေါ်အတွက်တယုံယုံရောက်လာကြပါလေရောစိတ်ကိုမျက်မြင်ကိုတွေ့မြင်ရသူတိုင်းကတော့ပါဆက်ဟောင်းသားနေပေါ့အမေဒီစိတ်မှာထူးခြားတာတခုခုတော့တကယ်ရှိနေဟာကဒီလောက်ကြီးတဲ့စိတ်မျိုးငါတက်တဲ့တကောတခါမှမမြင်ဘူးဘူးဒါအလားအရှင်မြတ်မင်းကိုကောင်းချီးပေးတာပဲစဉ်းစားကြည့်ကြည့်နော်ဒီစိတ်ကတော့ပေါ်ဆောက်လိုက်လို့ကတော့တရွာလုံးဝဝလင်းလင်းစားရတော့မှာပဲကျုပ်ခမည်းကိုအတင်မတက်ခင် ဒီကနေထွက်သွားလိုက်တော့မဟုတ်လို့ကတော့ခမရအသားကိုချက်ပြီးကျုပ်စိတ်ကိုကျွေးပြစ်မေးနားလေလားအမေရဲ့ဒေါ်သားကိုမြင်တော့အိမ်နီးချင်းအဗ်ဒူလေလေခဏိပြေးထွက်သွားတော့တာပေါ့အဲ့ဒီနောက်မှာတော့အမေကစမီနာကိုပြောလိုက်တယ်စမီနာရေငါတို့သူ့ကိုဘာနာမည်မှမပေးရသေးဘူးနော်အဲ့ဒါဆိုအခုချိန်အားစပြီးသူ့ကိုဆူတန်လို့ခေါ်ကြမေးဘလို့လဲအဆင်ပြေတယ်မလား အဲ့ဒီအချိန်မှာပဲအဗ်ဒူတယောက်အလော်ဒကြီးပြန်ရောက်လာပဲအာမက်ကိုရေးကြီးတုပ်ဖြာပြောပါတော့တယ်။မဖြစ်ဘူးအာမက်ရေငါသားလေးကရီလေသူကစားနေရင်တော်လေးကိုရောက်သွားပြီကျေးဇူးပြုပြီးတော့တယောက်ယောက်ငောင်းနေလိုက်ခဲ့ပေးပါဦးငါသားလေးကိုကေပေးပါဦးအဗ်ဒူစကားကိုကြားရတော့လူတိုင်းကနောက်ဆုတ်သွားကြပါတယ်အကြောင်းကတော့အဲ့ဒီတော်ထဲကကြောက်စရာကောင်းနေချင်းတဲ့အကြောင်းကိုလူတိုင်းလူတိုင်းသိထားကြလို့ပါအဲ့ဒီချင်းတဲ့ရှိကိုလေး ွားရတဲ့သူမရှိပါဘူးဒီပေမဲ့အဲ့ဒီအချိန်မှာတော့အမေကစူတန်ပေါ်တက်ပြီးတောက်စီကိုဥတီပြီးထွက်လာခဲ့ပါတယ်စူတန်ရဲ့ပြေနှုံကတော့မြင့်တကောင်လိုပါပဲအလုံးနဲ့တောက်ထေကိုရောက်ရောက်ချင်းပါပဲအဗ်ဒူရဲ့သားရှင်မှအဲ့ဒီချင်းတဲ့ဆိုရနေတာကိုအာမတ်မြင်လိုက်ရပါတယ်အဲ့ဒီတော့မြင်လိုက်တာနဲ့စူတန်လေးသူ့အမေကိုဒီချင်းတဲ့တက်ခဲ့မှပြန်တရရသွားပါလျော်ချင်းတဲ့ကလည်းခလေးကိုလှထားပြီး အမတ်ကိုခုံအုပ်လိုက်တယ်။ဒီပေမဲ့လန်တူအမားတဲ့စူတန်ရဲ့ချုံထက်နေတဲ့ဥကျော်တွေကချင်းသိရဲ့ဝမ်ပိုက်ကိုထိုးခွေပြစ်လိုက်ပါတော့တယ်။ဒီလိုနဲ့ချင်းသိလည်းတခဏအတွင်းမှာပဲလေးချတည်ဆုံသွားတော့တာပေါ့။ငါသာစူတန်လကွာအရင်တော်တယ်။တော်လိုက်တယ်ဖိတာကွာ။တောအအပြင်ဘက်မှာတော့တရွာလုံးရင်တုံပန်းတောင်နဲ့စောင်းစားနေကြပါရဲ့။အဲ့ဒီနောက်တောအပြင်ကိုစူတန်ပြန်ထွက်လာပါရဲ့။ သူ့ရဲ့ကြောပေါ်မှာတော့အာမန်နဲ့အဗ်ဒူရဲ့တာကာရီတို့ပါလာပါတယ်။ဟိုးနောက်မှာတော့ဆိုးသွမ်းနေတဲ့ချင်းတဲ့အသေးကောင်ကိုဂျိုနဲ့ချီပြီးတော့ဒီယိုတိုက်ဆွေးလာတာပါ။လူတိုင်းလူတိုင်းကဆူတန်ကိုချီးမွမ်းနေကြပြီးစမီနာလေးသူ့ရဲ့ယောက်ျားနဲ့တားဖြစ်သူကိုဂွန်ယူစွာနဲ့ပီတီဖြစ်မစုံကြည့်နေမိပါတော့တယ်။အုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။အခုဇလန်လေးကိုဂျိုင်းနေတဲ့တည်းဆိုရင်တော့လိုင်းလေးပြေးသွားပါအောင်နော်။ နောက်ထဲနောက်ထဲစိတ်ဝင်စားစရာအကောင်းတွေပုံပြင်တွေနဲ့ဖြစ်ရမယ့်ဇလန်လေးတွေကိုဆက်လက်အားပေးကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel လေးကို subscribe လေးလုပ်ဖို့မမေ့ပါနဲ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ချရာရေပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်